င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေကိုမလုပ်ဆောင်ဘဲသဘောထားကွဲလဲသူတွေကသာအကြမ်းဖက်မှုတွေလုပ်ဆောင်နေရလို့မင်းအောင်လှိုင်ကပြောပြန်ပါတယ်ဂျေဇိုမှာစစ်ကြောထိုးနေတဲ့စစ်တပ်ကမိုင်းကွဲရွာနီးမှာစစ်ပေးတဲရှောင်နေသူတွေကိုပြစ်ခတ်ဖမ်းဆီးမှုပြည်သူ90ကျော်ဖမ်းဆီးခံရတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာနိုင်ငံတွင်းစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခြင်းမရှိဘဲသဘောထားကွဲလဲသူတွေကသာစန့်ကျင်မှုတွေလုပ်ရန်အကြမ်းဖက်မှုတွေလုပ်နေတာဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပြန်ပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့2025အလွန်မြန်မာနိုင်ငံရဲ့စင်ခေါ်မှု Foreign on Myanmar Beyond 2025ဆွေးနွေးပွဲမှာမင်းအောင်လှိုင်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်အေဂျင့်မှုပြည် ြနေပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေကိုစစ်တပ်ကလုံဆောင်ခြင်းမရှိဘဲသဘောထားကွဲလွဲသူတွေကသာစန့်ကျင်မှုတွေလုပ်ရန်အကြမ်းဖက်မှုတွေလုံဆောင်နေတာဖြစ်ပြီးနိုင်ငံရေးနဲ့လုံခြုံရေးအရာ တည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်ရင်းနှီးမြှုပ်နှံမှုတွေမလာတော့ဘူးလို့လည်းမေအောင်လိုင်းကပြောပြန်ပါတယ်။မေအောင်လိုင်းကစစ်တပ်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီးရိုးရိုးသားသားပြောရမယ်ဆိုရင်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်ချင်ပြီးဖြစ်ပြီးတိုင်းရင်းသားတွေအနေနဲ့လည်းပြောနေတဲ့အခွင့်အရေးတွေလည်းရှိနေပြီး ဖြစ်တဲ့ဖြစ်တိုက်တာတွေကို ပေးมาဖြစ်ပြီးလူအလိုနတ်မလိုက်နိုင်တဲ့အတွက်ကြောင့်အကုန်လုံးကိုမပေးနိုင်ဘူးလို့မင်းအောင်လိုင်းကပြောပါတယ်အကြက်ဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်းက2025အလွန်မြန်မာနိုင်ငံဤစိန်ခေါ်မှု Foreign on Myanmar Beyond 2025ဆွေးနွေးပွဲကနေမြန်မာနိုင်ငံအတွက်အသုံးဝင်တဲ့ဆက်လက်လျှောက်လှမ်းရမယ့်အနာဂတ်အစီအစဉ်တွေရရှိနိုင်ရန်မျှော်မှန်းထားတယ်လို့လည်းပြောပါတယ်ရှင် ဘကောသတင်းတပုတ်ကိုကြည့်အောင်ပါဘကောတိုင်စစ်ကွင်းမြို့အုတ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လန်းပိုင်းကစစ်ကွင်းတာဆောင်ဂိတ်ကိုဝင်ရောက်တက်ခတ်ရမှာစစ်ကောင်စီတပ်သား၈ဦးဟာသေဆုံးပြီးတနက်တလက်ကိုတိတ်ဆက်ရရှိခဲ့လို့တာရီခန် PDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကမင်းလာမြို့နယ်စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာနေရန်ကုန်ပြည်လမ်းပိုင်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကွင်းတာစုံစစ်ဆေးဂိတ်ကိုတာရီခရံတရင်383ညနှစ်တက်ခွဲနှစ်ကရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာတနင်္လာနေ့45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်တပ်သား9ဦးဟာသေဆုံးက 6ဦးဟာဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သားတွေစီကနေကာဗန်တနက်တလက်ဂျီဘော့စ်တစ်ခု G20 တောင်းစစ်အုံဆောင်ပစ္စည်းချို့နဲ့ဆိုင်ကတစည်းတို့ကိုသိမ်းဆည်းရရှိခဲ့ပြီးစခန်းကိုမီးရှို့ရှင်းလင်းခဲ့လို့လည်းသိရပါတယ်။အဲ့ဒီဂိတ်ဟာပြည်သူတွေပေါ်ကိုနှိပ်စက်အနိုင်ကျင့်တာတွေလှုပ်ဆောင်နေတဲ့အတွက်ကြောင့်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်သားတွေဟာဖျို့ဖျဲနဲ့ဆုတ်ခွာသွားသလိုမတအားအလောင်းတွေကိုလည်းလမ်းဘေးမှာထားခဲ့လို့တာရီခိုင် PDF ကတာဝန်ရှိ သူတို့ကပြောပါတယ်။အဲဒီလိုတက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မက်လာ21ရက်နေ့မနေ့10နိုင်လောက်မှလဲစစ်ကွင်းတာဆုံစစ်စေးဂိတ်ကဘန်ကာမှာပြန်လည်နေရာယူထားတဲ့အကြမ်းဖက်တပ်သားတွေကိုတော်လန်ရဲဘော်တွေကအဝေးထိန်းမိုင်းနဲ့ထပ်မံဖောက်ခွဲတက်ကတ်ခဲ့ရမှာတအူးဟာပွဲချင်းပြီးတည်ဆုံပြီး၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါရရှင်။ ဒီတစ်ခါမှာတော့အပြည့်ပြည့်ဆိုင်ရာအလွတ်တမားရေးရာအဖွဲ့ ILO ရဲ့353ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်စီကို Article 33နဲ့အရေးယူမဲ့ဆုံးဖြတ်ချက်ကြလာပြီဖြစ်ပြီးမကြမ်းမီမှာအတီးပြုတ်တော့မယ်လို့လည်းသိရပါဗျ။လာမယ့်ဇွန်လ25ရက်နေ့မှာကျင်းပမယ့်ညီလာခံမှာမြန်မာနိုင်ငံကိုအလုံးစုံပိတ်ဆို့အရေးယူရေးအပေါ်မဲခွဲဆုံးဖြတ်အတီးပြုတ်သွားမှာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာအလွတ်တမားသမဂအဖွဲ့ချုပ် CTUM လက်ထအထွေထွေတွင် more ဒေါ်ဖြိုးစန္နာစိုးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့အိုက်လိုရဲ့353ချိန်မြောက်အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကိုမတ်လ10ရက်နေ့ကနေ20ရက်နေ့ထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ပြီးမြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့ဆွေးနွေးမှုတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကို Article 33အရာဘယ်လိုအရေးယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့လို့လဲဒေါ်ဖြိုးစန္နာစိုးကပြောပါရယ်အဲ့လိုအရေးယူမယ်အထက်မှာလေရင်စီဖြတ်တောက်ရေးအကြမ်းဖက် စစ်တပ်နဲ့မပတ်သက်ရေးစစ်လက်နက်ကိစ္စတွေအပါအဝင်လွတ်လပ်စွာတင်ပင်ဖွဲ့စည်းမှုဆိုင်ရာချိုးဖောက်မှုကိုဖြစ်စေတဲ့လုပ်ရက်တွေစီးပွားရေးလုပ်ငန်းတွေကိုပိတ်ဆို့အရေးယူဖို့တို့ကိုပါဝင်တယ်လို့လည်းသိရပါဗါတယ်အဲလို article 33နဲ့အရေးယူခံရမယ့်ကိစ္စနဲ့ပတ်သက်ပြီးအကြမ်းဖက်စစ်တပ်ဘက်ကလည်းအရေးယူမခံရရေး ကျိုးပန်းနေရလို့သိရပြီးအစီရင်ခံစာတွေလိမ်လည်တင်ပြတာတွေအပါအဝင်ဆက်ယုံတွေကိုကွင်းစင်ပြီး article 33နဲ့အရေးယူခရရင်ပြည်သူနဲ့လူသမားတို့ထိခိုက်မယ်ဆိုပြီးလဲလိမ်လည်ပြောတာတွေလှုပ်ဆောင်နေရလို့လည်းသိရပါဗျ။ဒါအပြင်အယောင်ပြအလို့သမားတမကအဖွဲ့တွေဖွဲ့စည်းတဲ့အပြင်အယောင်ပြအစိုးရအလို့ရှင်အလို့သမားသုံးမွင့်ဆန်ရန်နေရဟူပြီးလှုပ်ဆောင်နေမှုတွေလည်းရှိနေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CDUMC ကနေသိရပါ ပါရရှင်။ မွန်ပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်မော်လမြိုင်မြို့တာယာအေးရက်ွက်ကအကြက်ဖက်စစ်တပ်ကအတင်းအဓမ္မတင်းယူထားတဲ့မြေတွေကိုအကွက်ရိုက်ပြီးပြန်လဲရောင်းချနေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဇန်နဝါရီလ10ရက်နေ့ကမွန်ပြည်နယ်အစိုးရအဖွဲ့ရောအောင်ဆန်းခမ်းမမှာကျင်းပပြုလုပ်တဲ့အစည်းအဝေးမှာလုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးကတာယာအေးရက်ွက်ကနေအိမ်တွေနဲ့လေယာဉ်မြေတွေကိုကျူးကျော်လို့ဆိုပြီး ချက်သိမ်းဖို့ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ဇန်နဝါရီလ26ရက်နေ့ကနေစတင်ကအကြက်ဖက်စစ်တပ်ကပြည်သူပိုင် နေရင်တွေကိုဗဟိုးတွေနဲ့အင်အားသုံးဖြုတ်ပြခဲ့ပြီးပြည်သူပိုင်လေယာဉ်မြေနေရာတွေကိုလည်း သိမ်းဆဲခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာတော့အဲ့ဒီမြေနေရာတွေကိုအကြမ်းဖက်စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်ပြည်နယ်စီပင်ဌာနနဲ့ခရိုနီတထေးငွေမိုးမိုးကျော်အပါအဝင် လုပ်ငန်းရှင်တွေအကျိုးတူပူးပေါင်းကစီပင်ပိုင်းမြေလို့ပြောဆိုပြီးပေ40ပေ60တကွက်ကိုငွေကျပ်3400နဲ့ပြန်လဲရောင်းချနေရလို့လည်းသိရပါတယ်ရှင်။ ဒီတခါမှာတော့ ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာအသက်တစ်နှစ်အရွယ်ကလေးငယ်အပါဝင်မြန်မာနိုင်ငံသား16ဦးကိုတရားမဝင်မွေရောက်လာစဉ်တွင်ထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိခဲ့လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။မလ22ရက်နေ့ကကချနာဘူရီခရိုင်မှာပြစ်ကတ်ကားတစ်စီးကို စစ်ဆေးဖို့ရတန်ခိုင်းရမှာမရက်တက်မဲမောင်းပြေးသွားတာကြောင့်ထိုင်းအာဏာပိုင်တွေကလိုက်လံဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီကားဟာစံကလာဘူရီအတွင်းကတောအုပ်အတွင်းကိုဝင်ရောက်သွားပြီးတဲ့နောက်မှာရင် မောင်းကကားကိုထားကထွက်ပြေးသွားတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါဗျ။ထိုင်းအာဏာပိုင်တွေကအဲ့ဒီကားကိုစစ်ဆေးရမှာတော့ ကားပေါ်လိုက်ပါလာတဲ့မြန်မာနိုင်ငံသား16ဦးကိုဖမ်းဆီးရရှိခဲ့ပြီးဖမ်းဆီးရရှိတဲ့16ဦးထဲမှာအသက်1နှစ်အရွယ်ကလေးငယ်အပါဝင်ကလေး6ဦးပါဝင်တယ်လို့လည်းသိရပါဗျ။ဖမ်းဆီးရရှိသူတွေရဲ့ပြောဆိုချက်အရတဦးကိုထိုင်းဘက်ငွေ1000စီ ပေးကပွဲစားကို ပေးရပြီးထိုင်းနိုင်ငံတဲကိုဝင်ရောက်လာတာကိုဝန်ခံခဲ့ကြတယ်လို့လည်းသိရပါဗျ။အဲ့ဒီဖမ်းဆီးရရှိသူတွေကိုစံကလာဘူရီရက်စကန်မှာအမှုဖွင့်ဖမ်းဆီးထားတယ်လို့လည်းသိရပါဗျ။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့တပုတ်ကတော့မကွေးတန်းရေချိုမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်တပ်ကမိုးခွဲရွာနီးစစ်ဘေးတင်းရှောင်နေသူတွေကိုပြစ်ခတ်ဖမ်းဆီးရမှာပြည်သူ90ကျော်ဖမ်းဆီးခံရလို့ရေချိုတောင်းရှိ info company ကတာဝန်ရှိသူတို့က ရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်မလ22ရက်နေ့မနေ့6နိုင်ခွဲလောက်မှာငတရောရွာကအကြက်ဘက်တပ်သားတွေဟာမိုးဖြူရွာနဲ့မိုးကွက်ရွာဘက်ကိုစစ်ကြောင်းတိုးဝင်ရောက်လာတာကြောင့်ပြည်သူအများပြားဟာထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါရယ်ထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူတွေကိုအကြက်ဘက်စစ်တပ်ကလိုက်လံပစ်ခတ်စဉ်တွင်မိုးခွဲရွာအနောက်ဖက်ကျွန်းခုံပေါ်မှာ ထွက်ပြေးတင်းရှောင်နေတယ်။တက်ကြီးရွယ်တွေနဲ့ကလေးငယ်တွေအပါအဝင် ပြည်သူအယောက်90ကျော်ကိုပိတ်ဆို့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲလိုဖမ်းဆီးခံရတဲ့ပြည်သူတွေကိုအကြမ်းဖက်တပ်သားတွေကမိုးဝဲရွာတွင်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ရလို့လည်းသိရပါဗါးရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါများပါ